ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မိရွှေနဲ့အေအေတို့ရဲ့ရေအိုလေးမနဲ့စောစောပဲသွားမလို့လဲ။ရှင်မတွေ့ဘူးလားပန်းသွားခုမလို့လေ။ပန်းသွားခုမလို့ဟုတ်လား။မင်းပန်းခုရယ်ဆိုတာပန်းတင်မဟုတ်အကားလိုက်ခုလာတာ။ အကန်းလိုက်ခုပြီးတော့ဗာများရမှာမလို့လေပြီးရင်လည်းပန်းတွေကိုစုပြီးတော့ဖျားပေါ်မှာပဲအဲ့တိုင်းထားထားတာရန်နေငယ်ကြတော့ပန်းတွေကလည်းခြောက်သွားရောပြီးရင်လည်းဖျားရှိကိုလားဆိုတော့လည်းရှိကိုတော့မဟုတ်ပဲနဲ့ရှင်ကျမောင်ဒီလိုစကားတွေလာမပြောနဲ့ကျမတော့တော့ထွက်လာပြီ ရှင်လို့ပဲရှင်လို့ပါလားငါလေငါလို့ပဲလုံနေရလေအကိုင်းတွေခုတာမင်းလေဒါပေမဲ့ပဝင်းကျင်ကငါ့အောင်ပဲမကောင်းပြောကြတာမင်းလို့တဲ့အပြုံမင်းမဲခံတင်တာနားလေလားရှင်တိတ်တိတ်နေလိုက်တော့ ဖြစ်နေသမျှအရာအားလုံးကိုလည်းဖြစ်နေသလိုပဲထားလိုက်တော့အဲလိုပြောပြီးတော့ပန်းခုဖို့အတွက်သွားလိုက်ပါအောင်ရင်ဂျီနီရောပန်းတွေအားလုံးခုပြစ်မယ်တပွေးမှချက်မှာမဟုတ်ဘူးဘသူငါ့ကိုလာတာလဲချစ်ရသေးရပေါ့အရင်ဆုံးဒီနားတဝိုက်ကိုခုလိုက်မယ်ဘသူလဲအေးနင်းလားငါတိသားပဲနင်းရလွယ်ပြီးတော့ဒီလောက်ကိုလုံးမဲ့သူမှမရှိလားပန်းခုဖို့လာလားဒါမှမဟုတ်အပင်ဟိုပါတခါလေးတင်အောင်လှုပ်သွားမှာလားမိရွှေလဲပန်းခုလိုက်ပါရင် မိရွှေလဲပန်းခုပါတဲ့ ဒါပေမဲ့နေ့လုံးမျိုးတော့အကားလိုက်မခုသွားမနက်စောစောဘာလို့နားပူအောင်လုပ်နေရလဲမိရွှေမိရွှေနဲ့အချိန်တိုင်းမိရွှေပဲလုပ်နေတော့တာပဲ။ तू ကလည်းကြံတဲ့တော့မမြင်ဘူးလား။ဟုတ်တယ်ဟဲ့။ तू ကလည်းပြီးအခြားဘသူ့ကိုမှမမြင်ဘူး။ဘာလို့ဆိုနေပန်းခုပြိုင်မိရွှေကပဲပန်းပင်လေးတွေဖြူးဆိုင်ပြီးစောက်ရှောက်ထားတာ။ဒါဘာလို့နေရလဲ။ပန်းတွေအားလုံးတစ်ခါလေးခူးတော့မလို့လား။ငါတို့တို့လည်းခြံနာပါအောင်လား။နေရဲ့မိရွှေပဲပတ်စံပေးပြီးတော့ဈေးကနေပန်းဝယ်ခန်းလိုက်ပေါ့။ဒီရဲ့ခြံနေရဲ့ခြံမလို့လား။ ဒီချမ်းငါရဲ့ချမ်းလေးအကျင့်မကောင်းတဲ့ကြီးကမ်းမရဲ့ဘာပြောလိုက်တယ်နေငါအကျင့်မကောင်းတဲ့ကြီးကမ်းမလို့ခေါ်ရဲပေါ့လေနေရဲ့ပင်တွေအားလုံးလာတတ်ပြင်မင်းဘသူကတားပြီးတော့ဘသူကငါ့ကိုထိခိုက်အောင်လုပ်နိုင်လဲကြည့်ရသေးရပေါ့အဲလိုပြောပြီးတော့အေးကြီးကမ်းမလေးကပန်းတွေကိုပြီးတော့သွားလိုက်ပါအောင်ရေအေး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 ရေရှီခတ်ဖို့အတွက်မြေကမသွားတော့ဘူးလားအေးသွားမယ်လေအဲဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးကရှီခတ်ဖို့အတွက်သွားလိုက်ပါအောင်ရေ နားထောင်ပါအောင်တမီးတို့ခဏလောက်နားထောင်ပါအောင်လားအနီတွက်ရေကူခတ်ပေးပါလားနော်ဘာလို့လဲကုကုကမခတ်နိုင်အောင်လားတမီးရဲ့အဘွားအသက်ကြီးနေပြီလေကောင်းကောင်းတော့လိုင်းလျှောက်နိုင်တော့မဟုတ်ဘူးဘယ်လိုလုပ်ရေခတ်နိုင်မှာလဲတမီးတို့ပဲရေကူခတ်ပေးပါလားအသက်ကြီးတော့ဘာဖြစ်လဲငါတို့အမေပြီးတော့အသက်ကြီးတာမလို့လားကိုဟာကအသက်ကြီးရလေဘာလို့ရေကူခတ်ပေးရမှာလဲအေးနေပါလို့အဲ့လိုပြောရလေနေတိတိနေစားမှာ ငါတို့ကသူ့ကိုလှုပ်ပေးရအောင်သူ့ရဲ့အစီအကံမှာမဟုတ်တာကိုလို့ကိုလှုပ်ပေါ့မဟုတ်ရင်လည်းပါသက်ပိတ်လိုက်တော့အဖရဲ့စိတ်မကောင်းမဖြစ်ပါနဲ့နော်တကယ်တော့အေးရစိတ်ထားမကောင်းတဲ့သူမဟုတ်ပါဘူးဒီလိုလုံးသမီးကြီးကိုခတ်ပေးမယ်လीနော်မိရွှေငါနဲ့ကိုမလှုပ်ပေးနဲ့လို့ပြောနေရလေဘာလို့လှုပ်ပေးနေရလဲဘာလို့လှုပ်ပေးရလဲလို့မေးနေရလေစိတ်မဆိုးပါနဲ့အေးရဲ့နေမဲပြောလေအဖအရောက်အသက်ကြီးနေပြီလေဒီလိုအလေးပင်နေဆို မောက်နိုင်မှာမဟုတ်ဘူးဟုတ်တယ် အဲ့အဖွားကြီးဆိုတော့နေရကူညီပေးမှာပေါ့လေအမြဲတည်းလူကောင်းဖျံလုတ်ပြတက်တယ်လေငါမသိဘူးမြတ်ထင်နေလားအဖွားရေရှေးဘယ်မှာထားထားပေးရမလဲအဖွားရဲ့အိမ်ထဲကိုဝင်ထည့်ပေးလို့ရမလားတပီးဒီအဖွားကြီးကလေ စကားအချွတ်ချုံလေးပြောပြီးတော့ကျင်းငတ်တွေခိုင်းစားတက်တာပဲမဟုတ်ပါဘူးကလေးတို့ရဲ့အဖွားအဖွားပေါ်ကောင်းပြီးရဲ့သူအဲ့လိုပဲစကားပြောတာလေတော်စမ်းမှာတော့ဒီတော်ရရဲ့ကျင်းငတ်တွေအကြောင်းငါမိရွှေတပ်ပုတ်တည်ရဲ့ အိမ်တော့မှာတော့မိရွှေစားကလေးမလေးကရေအိုးကိုအိမ်ထဲမှာထားပြလိုက်ပါအောင်ရေဒါပါလေအိုးရီများကြည့်ပါလားဘာဒါမှလည်းငါလေးကြည့်အောင်ပါပဲဖယ်စမ်းမအောင်ငါလေးကြည့်အောင်ပဲဟာဟုတ်သားပဲအိုးရီကလည်းအများကြီးပဲဒါကရွှေနဲ့လှုပ်ထားတာထင်တယ်ဒါနဲ့အဖွာ အဖွာရဲ့အိမ်မှာဘာလို့အိုးရီအများကြီးရှိရလဲနေအခုထိနားမလည်ဘူးလားနေတို့လိုကျင်းငက်တွေခိုင်းစားပြီးတော့အိုးရီလှုပ်ခိုင်းတာဖြစ်မှာပေါ့ဒီအိုးရီအားလုံးကစုလက်အိုးရီလေး အဖရဲ့သမီးတို့မနောက်ပါနဲ့ရောအဖရဲ့အိမ်မှာဘလို့ဖြစ်လို့အိုးရီအများကြီးရှိရလဲယူမလီရဲ့အဖအိုးရီစူးစမ်းရတာသဘောကျတယ်လေအဲ့ဒါကြောင့်အိမ်မှာအိုးရီအများကြီးရှိနေရအဲ့လိုစူးစမ်းနေရုံပဲအဖကပြောရတာလေဒါပေမဲ့ငါတော့အခြားသူရဲ့ပြောနေတာမကြည့်ရဘူးအဖအိုးရီကိုဒီတိုင်းစူးစမ်းထားတော့မဟုတ်ဘူးအကူညီလိုနေတဲ့ကျင်းငတ်တွေကိုလည်းပေးသေးရဲ့လေအဲ့ဒါမှပို့ပြီးတော့ပြောဖို့ကောင်းတာတခြားသူအကူညီနေရရင်အရင်စိတ်ချမ်းသာဖို့ကောင်းတာ ဒါဆိုငါတောင်းရင်ရောပြီးမှာလားဘာလို့မပေးရမှာလဲသမီးကိုလည်းတေချာပေါက်ပေးမှာပေါ့ဒါမဲ့သမီးအဖေအောင် ရေခက်ပြရမဟုတ်ဘူးနော်အဲ့ဒီတော့ရောဘာဖြစ်လဲဘာဖြစ်လဲပြောလေသမီးကသမီးရဲ့အလောက် သမီးလောက်တာပဲလေအခုအဖအလောက်အဖအလောက်မှာဟုတ်ပြီလားအဖကြီးသမီးကဟိုရွှေအိုးလေးလိုချင်တာပေးမလားအဲ့ဒီလိုလားကောင်းပြီလေသမီးသမီးလိုအပ်တဲ့အခါကျအဖကပေးမှာပေါ့ဟုတ်ပြီလားသမီးသမီးကအခုချက်ချင်းအိုးမလိုတိမှဘလို့တိရလဲ ။သမီးမဟိုးအိုးရှိရဲ့လေ။နောက်ထပ်အိုးတစ်လုံးယူပြီးတော့ဘာလို့မလို့လဲ။ဒါဆို သမီးစီမှာအိုးမရှိသေးဘူးပေါ့။ကောင်းပါပြီဖွားရင်ဒါဆိုသမီးတို့လည်းသွားတော့မယ်နော်။မနက်ကြမှာအဖားအတွက်ရေခတ်ပေးဖို့လာခဲ့တော့မယ်။အေးသွားကြရအောင်လား။ဟုတ်ပြီလေသွားကြရအောင်။ကောင်းပြီသမီးသွားကြတော့မနက်ဖြန်ကြာတွေ့ကြမယ်နော်။အဲဒီနောက်မှာသူတို့နှစ်ယောက်လုံးကရေအိုးကိုယူပြီးတော့အိမ်ပြန်လာလိုက်ကြပါဦးလေ။ဘလို့နီးနေပဲဖြစ်ဖြစ်အဲ့အိုမနဲ့ပြန်ရအောင်ယူမဖြစ်မယ်ဘလို့လောက်ရမလဲ ဒါပေမဲ့အဲ့အဘွားကြီးကငါ့ကိုအိုးပေးမယ်လို့ပြောထားတယ်လေပြောထားမှတော့ပြီးလောက်မှာပါမနေ့ပြန်ကြသူ့ရဲ့အဲ့စကားကြောင့်နောက်နောက်ရအောင်ငါလှုပ်ပြမယ်ဒါပေမဲ့သူငါ့ကိုပြီးပါမလားနော်ဘလို့ပဲဖြစ်ဖြစ်အဲ့အိုးငါရအောင်ယူမှဖြစ်မှာဘလို့လုံးရမလဲမသိဘူးဘာလို့ရင်ကောင်းမလဲဘဲချိန်ကြည့်အပြင်မှာထိုင်နေအောင်မလဲညလဲမိုးချုံနေပြီအထဲဝင်တော့ကျမကကျမအထဲဝင်ဝင်မဝင်ဝင်မော့ရှင်ကကျမကိုလာဆုံးမရအောင်ရှင်ကဘာမို့လို့လဲသွားပါသွားပါရှင်ဟာရှင်အိမ်ထဲဝင်တော့ ကျမတို့တယောက်တည်းလွတ်ထားဆက်မှာဘာလို့ရင်ကောင်းမလဲ။အိုးသိပြီအကြံရပြီမနေ့ပြန်ကြမှာမိရွှေတိရလိုက်မယ်။အဲ့မိရွှေကလေအရန်အောင်တုံတာငါအတွက်တော့ပျော်ဖို့ကောင်းတော့မှာပဲ။အဲ့လိုနဲ့ပဲနောက်နေ့မနေ့ရောက်သားပါအောင်ရင်မိရွှေမိရွှေဒီနေ့ရေခတ်ဖို့အတွက်မြေကမ်းတော့မသွားဘူးလား။ဟဲ့တော့အေးအစိုးရရောက်လာပါလား။အရင်ကဆိုဒီလောက်အစိုးရမထပါဘူး။အိမ်မှာရေကုန်သွားလို့လေအစိုးရထားလိုက်ရတာ။သွားကြရအောင်သွားကြရအောင်။ ဟုတ်ပါပြီဟုတ်ပါပြီခဏလေးနော်အိုးသွားယူလာအောင်အခုမှတကယ်ကိုပြောဖို့ကောင်းတော့မှာအဲဒီနောက်မှာသူတို့နှစ်ယောက်ကရေခတ်ဖို့အတွက်သွားလိုက်ကြပါဦးရေအေးရေဘာလို့ဒီလောက်မြန်သွားနေရလဲအိမ်မှာလှုပ်ရှားလှုပ်တွေရှိသေးရဲ့လေအဲ့ဒါကြောင့်အင်ကိုလည်းမြ мян ပြန်မဖြစ်မယ်မိရွှေမြန်လိုက်မြ мян လုံးနော်အလင်းလုံးနေရဆိုတော့နေငင်ဆုံးရေခတ်ပြီးတော့အိမ်ပြန်နှင့်လေပြီးမှပဲငါအဖေါ့ကိုရေခတ်ပေးပြီးပြလိုက်မယ်ဟုတ်ပြီလားမိရွှေငါရဲ့အိုးလေးခဏလောက်ကြိုင်ပါအောင် မိရွှေတန်ရရသွားသေးလားဟိုငါချီကျော်သွားလို့ပါအဆင်ပြေမဟုတ်လားဘာမှမဖြစ်ပါဘူးအဆင်ပြေဒါပေမဲ့အိုးနှောအိုးကတော့မရှိတော့မရှိတော့ဘူးဆိုတာဗာပြောရလဲအိုးလို့နှောအိုးတော့ကောင်းကောင်းမကင်နိုင်အောင်လားအခုငါဘယ်လိုလုပ်ပြီးရေခက်ရတော့မလဲပြောပြအောင်စိတ်မဆိုးပါနဲ့ဟာငါလဲတမင်တကာလောက်တာမှမဟုတ်တာချော်သွားလို့ပါနေပါပြောချင်တာလေဘာလို့ဆိုလို့ချင်တာလဲပြောအိုးကငါကြောင့်ပြုတ်ကျသွားလို့ပြောချင်နေရမဟုတ်လား မဟုတ်ပါဘူးမဟုတ်ပါဘူးငါအဲ့လိုမပြောပါဘူးပြီးတော့လေငါလုံးဝအဲ့လိုမဆိုလို့ဘူးနော်ဘလို့ပဲဖြစ်ဖြစ်ငါ့ရဲ့အိုးရှာပေးရောအိုးကရှာတွေ့မယ်မထင်ဘူးငါနေ့ကိုအိုးအစ်စ်ဝယ်ပြီးတော့အနက်ပြန်ကြပေးမယ်လीနော်ဟုတ်ပြီလားအိုးအစ်စ်ဝယ်ပေးကြမလို့ဘူးငါအခုချက်ချင်းပဲအိုးလိုချင်တာနေ့ကငါပြောနေရပဲလေအဲ့ဟိုအမြန်ပြန်ရပါမယ်ဆိုမှဘာဖြစ်လို့လဲမနေ့စောစောဘာဖြစ်လို့များစကားများနေကြတော့ဘာဖြစ်နေကြလဲပြောလေသမီးဘာဖြစ်တာလဲလို့ ဘာဖြစ်ရမလဲအဖွားရင်မိရွှေရလေးအရန်ကိုတုံတာဘာဖြစ်ပြန်တာလဲတမီးမိရွှေရယ်ဘလို့ပြောရမှန်းတာမသိတော့ပါဘူးတမီးရဲ့ဈေးကြီးရဲ့အိုးလေးသူ့ရင်ထဲပြစ်ချလိုက်လို့လေတမီးကရေခတ်ပြီးတော့အင်ဝင်အမြန်ပြန်ရမှာငါရဲ့အိုးလေးပျောက်သွားရပဲလေအတော့မကြောက်အိုးဟုတ်ဘာလို့ရန်ဖြစ်နေကြရလဲရန်ဖြစ်စရာဘာလို့လို့လဲအဖွားရဲ့အင်ဝင်လိုက်ခဲ့အဖွားရဲ့အင်ထဲကိုလာခဲ့လေလာလေတမီးမိရွှေတမီးတို့နေ့ရက်လောက်အဖအိုးပေးမယ်လေ အဖွားစီမှာအိုးရီယာအများကြီးရှိရာတမီအေးအေးတမီလိုချင်တာယူလိုက်သေချာကြည့်ကြနော်သဘောကျတာတွင်တမီယူလိုက်အဖိုင်တမီကဒီအိုးယူမယ်ဟုတ်ပြီတမီယူလိုက်လေတမီမိရွှေတမီရောဘယ်အိုးလိုချင်လဲယူလေမဟုတ်တာအဖွားရဲ့တမီရဲ့အိမ်မှာနောက်ထပ်အိုးတိုးရှိသေးရဲ့မယူတော့ပါဘူးဒါပေမဲ့လေအဖွားတမီ့ကိုအိုးတလောင်ပေးချင်တယ်လေတမီကြိုက်တာတွင်ယူလိုက်ဟုတ်ပြီလားဒါဆိုတမီဒါယူလိုက်မယ်တမီပြောတယ်မဟုတ်လား ပြောတာပေါ့ဗျာအရင်ကပြောတာပဲငါစဉ်းစားထားတဲ့အတိုင်းပဲဖြစ်လာပြီနောက်ဆုံးတော့ဒီရွှေဦးကငါပိုင်ဖြစ်လာခဲ့ပြီအရင်ကပြောဖို့ကောင်းတာပဲမိရွှေမြ мян လေးရေခတ်ပြီးတော့အင်အောင်ပြန်ကြမယ်လေမြ мян လေးလို့ဟုတ်ပါပြီအရင်ဆုံးအဖအတွက်ရေခတ်ပေးလာအောင်မလို့တော့သမီးမလို့တော့အဖအိမ်မှာရေးရှိသေးရဲ့လေသမီးတို့ပဲအိမ်ပြန်ကြတော့အဲဒီနောက်မှာသူတို့နှစ်ယောက်ကရေးခတ်ပြီးတော့အင်အောင်သွားလိုက်ကြပါအောင် ်ဒီရေကိုတွန်ပြီးတော့ဒီအိုးကိုဖျက်ပြီးလက်ဝိယတနာလောက်အောင်မှာပဲလက်ဝိယတနာတွေအများကြီးလောက်ပြင်မယ်အရောင်းပြောဖို့ကောင်းပါပဲအေးကြီးကမ်းမကရေကိုတွန်လိုက်တဲ့အချိန်မှာပဲအိုးတွေကနေကင်းချီတွေကထွက်လာပါအောင်ရင်ဒါရီကဘာရင်လဲဘာရင်လဲဘာရင်လဲဒီကနေဖယ်စမ်းငိုင်းမျက်နှာတော့သွားပါပြီအခုငါအားလုံးနားလေသွားပြီအဲ့အဖွာကျအလွတ်မပေးဘူးလုံးဝအလွတ်မပေးဘူးအဲ့နောက်မှာအေးကြီးကမ်းမကအဲ့နေရာကိုရောက်လာပါတယ် ဒါပေမဲ့အဲ့ဒီနေရာမှာအိမ်မရှိတော့ပါဘူး။ဒါကဘာလဲဟာအိမ်ကဘယ်ရောက်သွားလဲ။အကျင့်မကောင်းတဲ့အဖိုင်။နှင်းကဘာလုပ်လိုက်တာလဲ။အရှိ့ကိုထွက်လာခဲ့သံထွက်လာခဲ့သံမှာငါရဲ့အရှိ့ကိုထွက်လာခဲ့သံနင်းတို့တီလို့ဖျားငါလောက်တာမဟုတ်နားလေလား။ငါနင်းကိုဘာမှမလုပ်ဘူး။နင်းလောက်တာမဟုတ်ဘူးဆိုရင်ကုတ်ကုတ်ကိုပဲထိခိုက်အောင်လုပ်တာလို့ပြောစမ်းမှာ။ဟုတ်တယ်လေ။ဒီလိုဖြစ်လာတဲ့အကြောင်းရင်းမှန်သမျှနေမဲလေ။အဲ့အိုးကအပြုတ်မူပေါ်လိုက်ပြီးတော့ဆွလက်တွေချင်းမြင်ပြီးရဲ့အိုးလေ။နားလေလား။ ဒီလောကကြီးမှာငါတို့ဘလို့ကြင့်မှုလဲအဲ့လိုပဲပြန်ခံရလိမ့်မယ်နားလေပြီလားနေရအကျင့်မကောင်းတဲ့အပြင်လောဘကလည်းကြီးသေးရဲ့နေရရလက်ကိုနေကိုရန်ရွေးချယ်ခဲ့ရပဲလေအဲ့ဒါကြောင့်နေမျက်နာဒီလိုဖြစ်သွားရတာနေအပြုတ်မှုတွေရရှားလက်အနေနဲ့ဒီအဖြစ်ကိုခံခဲ့ရတာအခုလည်းအချိန်ရှိသေးရဲ့ကိုကိုကိုပြောင်းလဲလိုက်ပါကိုကိုကိုပြောင်းလဲနိုင်အရာရာတိုင်းကသူ့ဟာသူပြောင်းလဲသွားလိမ့်မယ်နားလေလားအရာရာတိုင်းကပြောင်းလဲသွားလိမ့်မယ် ဲ့ဒါကြောင့်ကျင်းငတ်တိုင်ကကားမွန်နဲ့အမူကျင့်ပဲပြုတ်မှုတင်တာမိရွှေရရောသူ့ပြုတ်မှုအတွက်စုလက်ကိုမရအောင်လားရမှာပေါ့တေချာပေါက်ကိုရမှာသူလဲသူလုံးခဲ့တမျအရာတွေအတွက်စုလက်ကိုရရှိသွားတော့ပြီလေဒီ ོས་ ရဲမှာရေပြောင်းထည့်လိုက်မယ်ဒါပါလေဒါလဲဟာငါပါရီထွေ့နေရလေရွှေရီအများကြီးပါလားအဖွားရဲ့ကျေးဇူးကြောင့်ရလာခဲ့တာပဲအဖအရင်အောင်ကျင်နာတတ်တဲ့အဖွားပဲကဲအခုလိုမျိုး စိတ်ဝင်စားစရာငှက်ကတော်ပုံမြင်လေးတွေကိုကြည့်ကြနေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့ပုံမြင်အစ်စ်တွေတိုင်းသိရှိနိုင်အောင်လည်းဘေးနားလူတီခမ်းမလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နော်